အားလုံးပဲမင်္ဂလာပါခင်ဗျာ Book Wave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာကြီးတော်ရာဆွေရေးသားခဲ့တဲ့ဤလောကမြင်မရှိဝဲဆိုတဲ့စာအုပ်ထဲကဌာနမထေကြီးဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မတင်ဆက်ခင်ပါကျွန်တော်တို့ရဲ့ Channel လေးကို Subscribe လုပ်ပြီးဒုတိယခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမြတ်တာရက်ခံကြပါရစေခင်ဗျာထန္တမထေကြီး ဌာနမထေကြီး၏ပထမအဦးဆုံးထူးခြားချက်နှစ်ရပ်ကိုဖော်ပြပါမူ။တဌာနမထေကြီးသည်ထန်းတက်သမားဖြစ်လျက်ထရီအယက်မတောက်ခြင်း။နှစ်ရေချိုးလေးမရှိခြင်း။လာချီရေချိုးလို့တေတဲ့မသားရှိတယ်။ရေမချိုးလို့တေတဲ့မသားမရှိဘူးကွ။သူအားရေမချိုးရကောင်းလားဟုပြောသူများအားခြေပတော့လက်တုံးစကားသည် ကိုသေးကြီးခမည်းကိုကချွေးရီညော်ရီနဲ့စေးထံမနေဘူးလားမအီမတာမဖြစ်နေဘူးလားဟွန်းအင်းမနေဘူးကွာငါဟာငါနေထိုင်ကောင်းနေတာပဲရင်ကသူ့အဖို့တိတ်တိပီးစီခြင်းတရက်ဖြစ်ပေသည်ကျွန်တော်တို့အဖို့မှာရေချိုးခြင်း၍တို့မဟုတ်ရေချိုးခြင်းတန်၍မချိုးရပါကမူညီမြဒုက္ခရောက်ကြပါသည်နီထေကြီးကဤဒုက္ခမှာ ယာတပ်ပံကင်းဝေးလျက်ရှိလေပြီအများမျက်မြင်အားဖြင့်ထေကြီးကိုမှကြီးကွက်တွေအထက်ထပ်ပြီး၍ဂျွံပွဲအလိလိရှိသည်ညီသူသည်သူနှင့်ကိုချင်းထိတွေ့ခြင်းပါအံ့သည်ထို့သောသူမှာအများနည်းသူတားနေမရနေဖြစ်သည်တာမနေနာတာမနောဂောနေနာဂောနေဆိုပြီးတော့သူမရလဲသူ့လူပဲညက်ပတ်ပါဤအဲဖအေရောမအေရောညက်ပတ်ပြီဆိုတော့သားသမီးများ အထူးပြောခွင့်မရှိတော့ဘူး။တရွာလုံးမှာအညစ်ပတ်ဆုံးအိမ်တောင်ကို ပြပါဆိုတော့ဒီရွာတွေမကပါဘူးဗျာ။တခြားဘဲရွာတွေနဲ့ရှင်ရှင်ကေကြီးတို့အိမ်ကပထမတန်းထိတ်တယ်ပါပဲ။ဟုဖြေရမိတာ။သူတို့အိမ်ညစ်ပတ်တီမှာလူတွေတာမကအိယာရှင်တောင်းစောင်းခေါင်းအုံအဝတ်အစားအနေအထားရေကပြင်းမိဖို့ကြောင့်ပကံခွက်ရောက်ကအစာညစ်ပတ်ကြသည် ထေကြီးသားသမီးတွေဆိုရင်အစင်တစ်ဖြင့်ကြီးလက်လေးတင်းနဲ့အရှက်လုံယုံဝစ်ဆင်ထားသည်များလဲအလွန်ညစ်ပတ်ဤထေကြီးမိမဆိုရင်အင်ကြီးဝတ်တီကို အလွန်မြင်ရခဲဤအစင်တစ်ဖြင့်ထမိန်ရင်ရှားနေတာဒူးပေါ်ရင်ဘတ်ပေါ်နေလေးရှိဤဒီတော့မိမတယောက်အသက်30မကျော်သေးသောမိမတယောက်ဒီလိုခြေတလုံးပေါ်ပခုံးပေါ်မနေတဲ့မှာဘူးဟုမထင်ကြပါလေ။ သူ့တကိုယ်လုံးတွင်ရှိသောကြီးညော်များကအန်နီယယ်ကိုကာကွယ်ထားပါ၏သူကိုယ်သည်ဒီထက်ပို၍ပေါ်စေအောင်သောဗပယံဖြစ်ပါ၏ရှင်း၌သူတို့အိမ်သားဆင်းရဲလိုလားဟုဘေးဝယ်ရှိ၏ဘူလာကမျိုးရိုးအဖျင်ဝဲတေလာသည်မှန်တော်လဲထေကြီးဤွာရောက်၍ထန်းတက်ရကလေးကတစားတစားနှင့်တနေ့တခြားငွေကြီးများစုဆောင်းမိ၍နေပါပြီထေကြီးပထမဦးဆုံးနှင့် ထန်းစားတက်စင်ကခြံရိုးလေဆက်တစ်ခုမှာထန်းရွက်တဲထိုး၍ထန်းရည်တဲနှင့်နေခဲ့သည်ဘိုးဦးကြတော့ပိုထန်းရည်တဲကိုဖျက်ပြစ်၍မူလာအိမ်မှာတူရင်းကားဝင်လုလိုက်သည်လေပြီးမိုးနှောင်းရောက်တော့အခါ၌ကြည်ဝင်ဆက်မလုပ်တော့ပဲထန်းရည်တဲပြန်ဆောက်ပြီးထန်းရည်အလုတ်ကိုသာတိုးချဲ့လုကင်တော့သည်ထိုးနဲ့မှာ သူသည်တမိုးတွင်လုံးထန်းရည်ရသည့်တီးရင်ပင်တွေကိုများများကင်၍ဘိုးဦးကြတော့ ူရင်းငားပြန်မလုတော့ပဲနှစ်လုံးပေါက်ထန်းတက်တော့အလုပ်ကိုသာလုပ်တော့သည်တို့ဖြင့်တတိယမြောက်နဲ့မှာဓွာတဲ့တနေရာတွင်900ကျပ်ပေးရသောခြံနှင့်အိမ်လေးတစ်လုံးကိုဝယ်လိုက်နိုင်သည်ဤတို့အိမ်နှင့်ခြံနှင့်ဖြစ်သွားသောအခါထေကြီးသည်သူ့စာတိရွာမှတာမယားကိုပြန်ခေါ်လေ၏ရေမချူသောထေကြီးမယားရောက်လာပြီးကြားရသောအခါဒီလိုညစ်ပတ်တဲ့ကောင်းကြီးများဘလို့မိမကယူပါလိမ့်ဟု ဝါရောက်ကြည့်ကြသည်၌ရွာသူရွာသားများသည်သူတို့လင်မယားအားအောင်းမလီနေနဲ့လာရွှေနဲ့မြပါပဲဟု ပြုံးကမဲကချီးမွမ်းဩဘာပြုကြကုန်၏အเจ้าမှာညက်ပတ်ပုံချင်းတူညီလှချေစွာတကားတို့တစီညက်ပတ်သောထေကြီးတို့အိမ်မှာလူစီသည်အเจ้าမှာထမ်းရည်ရောင်းခြင်းကြောင့်အတောက်တမားများရောက်ရက်ခတ်နေကြခြင်းဖြစ်၏အကျွေးတောက်သူများသည် ထေကြီးမိမခိုင်းဒီများကိုလှုပ်ပေးကြသည်ညက်ပတ်ပရည်နေသော ထေကြီးဤကလေးများကိုချီပိုးခြင်းချော့မြူခြင်းနှက်တုပ်ပေးခြင်းများကိုပြုကြသည်ထေကြီးမိမအုံဆင့်အဖို့ဒီရွာရောက်မှဇေတနာပုံဆိုင်ရှင်ဖြစ်ပေသည်ဝေကြီးမပြတ်ကင်နေရသည်ထမ်းရည်တပလင်တမတ်ရောင်းရသည်အကျွေးတောက်တော်သူများအားစည်ရဲမရသည်မူလသူတို့ရွာဇာတိတုံးကမူအဘယ်မှာလဲဤတို့ ယူမွေးတူမွေးတောင်ပြောင်းလဲပါအံ့သည်ဆင်းရဲသောမိသားစုကဖြစ်တည်နေအညီအစာဆင်းရဲအနေဆင်းရဲဖြင့်ယခုလိုကိုကကျွေးမှတ်ဖို့မဆိုထားပြီးကျွေးရှင်တို့မျက်မှောက်မှာညနေငယ်နဲ့နေခဲ့ရပေသည်အပေရောက်သည်သူတို့မူလဇာတိရွာသည်မြို့မှခုနှစ်မိုင်ဝေးသည်လာတာကွင်းရွာဟုခေါ်သည်ယခုသူတို့ပတ်ဝတ်တိရွာမှာမြို့မှသုံးမိုင်ခန့်သာဝေးกว่า၍ပေတရာလမ်းနဲ့ကပ်နေသည်ဖြင့် ာကက်ကြီးရွာဟုခေါ်၏တာကက်ကြီးရွာသည်ကြီး၏လေပိုင်းရေပိုင်းနှင့်ဒူချမ်းသာများပေါ်၏ဆန်စပားအပြင် အခြားတီးနှံဆက်ပြိုးခြင်းဇက်ကန်းရက်ခြင်းတို့ဖြင့်ရွာသူရွာသားများခြောက်နေကြသည်လာတာကွင်းရွာကနာမည်လှတော်လေမြို့နှင့်ဝေး၍လူဆိုးသူခိုးများနှင့်အတော်ပြေုပ်ကြ၏ချမ်းသာခြောက်နေသူနေ၍စေရသားများ၏ထမ်းရည်အရက်ကပေါ်၏ထမ်းရည်တက်ခြင်းအတက်ကို ွားเจ้าသားအရွယ်ကစား၍တက်ကုန်ကြ၏ကိုဟာကိုတက်တော့တက်ကြ၏တောက်၍ပူဒီကိုစီဘိုးဆံဘိုးရအောင်ရောင်းကြ၏သူတို့သည်မြို့မှလာသောလမ်းဆောင်ရာတာကွလမ်းဆောင်နှင့်ပြီး၍အချားဝေးလံသောရွာများမှမြို့ကိုလာကုန်သောခီးတဲတို့၏လှဲလန်းဆောင်ရွာဖြစ်သောကြောင့်ထမ်းရည်ရောင်းကောင်းကြ၏မြို့내ဝေးကွာသဖြင့်လိုင်စင်စီနှင့်ဘုံဆိုင်မရှိသဖြင့်ဤသူမဆိုထမ်းမင်ရှိထမ်းတတ်နိုင်ကြ၍ကိုအိမ်ရှိမှာကို ထန်းရွာတဲကလေးထို့ကအမြုပ်ကလေးတစီစီနဲ့ထန်းရည်ပလင်းတွေထောင်းကရောင်းကြသည်အမီငါးကျော်အမဲကျော်နဲ့ဆေးလိမ်များလည်းရှိသည်ကိုနေရာဒီလမ်းဆောင်လူဆောင်ဖြစ်၍ဆေးကြောက်ကွန်းပုံဘေးများလည်းရနိုင်သည်ဤနေရာဤဒေတာ၌ကဖေကြီးလိုတတ်တော်သည်ကွဲမတိုးနိုင်ခဲ့ပြီကိုပိုင်ထမ်းမယ်မတတ်နိုင်ခဲ့အခြားသူဤထမ်းမယ်တရင်ငါးကိုတတ်ခဲ့ရသည်ရင်းတို့ဖေကြီးသည် လာတာကွင်းရွာ၌စင်းရဲမွေးတည်စဉ်ကံကောင်းထောက်မှကျင်တော့အเจ้าအားလျော်စွာတာကက်ကြီးရွာကတကြီးနှင့်ဆက်မိ၍တကြီးအိမ်ကိုသူရင်ကားအဖြစ်နဲ့ရောက်လာခဲ့လေတော့သည်ဆားရောက်တော့နှင့်မှာပင် တကြီးကထေကြီးအားဘင်းထမ်းပင်တက်တက်လာဟုမေး၏လာတာကွင်းသားထမ်းတက်တက်လာဟုမေးခြင်းသည်ငါရေကူးတက်လာဟုမေးခြင်းနှင့်တူ၍တကြီးကသူ့ကိုထောက်ရန်ထမ်းတပင်ကိုတက်စေသည် တာကက်ကြီးရွာ၌ခြံတွေမှာရောဒေကွင်းတွေမှာရောထမ်းပင်တွေအလွန်ပေါ်၏ထို့သောထမ်းတတ်တတ်သူအလွန်နှဲ၍တတ်တတ်သူနှစ်ဦးသုံးဦးမှလည်းမိမိတို့တောက်ဖို့တာတာလိုင်စင်စီရယုံလောက်တက်ကြသည်တာကက်ကြီးရွာသည်မြို့နှင့်နီး၍ထမ်းရည်လိုင်စင်ဧရိယာအတွင်ကြားရောက်သဖြင့်ထမ်းရည်တက်လို့လျင်လိုင်စင်စီကိုအခေါ်အခနှင့်ပေးရသည်ထေကြီးတက်တော်အပင်ကတပင်နှင့်တကြီးကုံရှိန်နှင့်မို့မပေးရပေ ရင်းတို့လျင်ဒေကြီးသည်တကြီးအိမ်မှာသူရင်းကားလုံရင်ထမ်းပင်တပင်တက်ချင်းဖြင့်အမှုတော်ထမ်းနေစဉ်နေ့စဉ်သူတက်သောထမ်းပင်ပေါ်မှလှမ်းမြော်ကြည့်၍အနီးပတ်ဝန်းကျင်ရှိထမ်းပင်များကိုမြင်ရသည်၌ဒီထမ်းပင်တွေများငါအားလုံးတက်လိုက်ရဘလောက်စီးပွားဖြစ်လိမ့်မလဲဟုတွတ်ဆမိ၏ဂျွာ၌ထမ်းတက်သူတောင်ပိုင်းတစ်ယောက်မြောက်ပိုင်းတစ်ယောက်ရှိရာသူတို့သည်တအူးလျင်နှစ်ပင်သုံးပင်များအပြော်တက်လောက်ဖြစ်၍ရောက်မလောက်ပြီ တောက်ချင်ရက်နဲ့မတောက်ရသူတွေအနံတက်ကမထေကြီးသည်ယခုသူတပင်နဲ့တက်၍ကြီးတောက်၍ပိုသည်မရောင်းရသည်နှင့်ပင်သူခက်မြက်မြက်တွေ့နေပြီလာတာဝင်းတုံးကအိတ်ထဲပတ်ဆက်မကတ်ခဲရယခုနေ့စဉ်ဝင်ငွေရနေပြီဟိဟိတို့ဖြင့်တနေ့တနိုင်သူသည်ကြီးအားထမ်းပင်မြမြတက်လို့ရောင်းဒီရွာမှာထမ်းတက်၍စီးဝါဖြစ်နိုင်လိမ့်မည်ထင်ကြောင်းပြောပြရာကြီးလည်း သူအားခိုင်း၍ဆေး၍ကောင်းသဖြင့်ချစ်ခင်ရင်ဆွဲရှိသည်နှင့်အေးမင်းအကျိုးရှိမယ်ထင်ရဲ့လှုပ်လကွာငါတို့စီမှာသူရင်ကတော့မရှားပါဘူးဟုအခွင့်ပေးသည်နှင့် အစ၌ဖော်ပြခဲ့သည့်အတိုင်းသေးကြီးသည် ပထမတစ်နှစ်တစ်ဆောင်းနှင့်တနွေဆန်းလိုက်သည်ဟန်တဖြင့်ဒုတိယနှစ်ကုန်ပြီးတတိယနှစ်ရောက်သည်၌သူရင်ကအလုပ်ကိုလုံးဝဆွပစ်လိုက်ကာထမ်းတက်သောအလုပ်တစ်ခုတည်းကိုသာပြုလုပ်စီတော်သည် ထန်းရည်နဲ့ပေါက်ကင်းတဲ့လဲငုံဇရက်ကဲတာရကာနဲ့ရော်ရွက်ဝါတမာနုလွမ်းတူပူပုံဇရိုက်ကဲလုံးဝင်းမုံမြင်တိုက်နှမ်းဖွက်စီငယ်ဝန်းကြောက်ဆက်ရေတကွန်နဲ့ပေမဝန်တာယာနုပါပြီးယွန်းလူငွေဆန်းထရည်နင်းဆိုဒီ၌ဘဲနေထရည်ရီတနင်းလို့ခြေတော့ဆိုကုန်ပါပေါ့ဟုပြောစရာရှိသည်စင်စစ်ထန်းရည်တွေကိုတနင်းချင်းမဆိုလို့ပဲ ထန်းရီထွက်အောင်ထန်းတက်ရာ၌ထန်းစရင်တီပေါ်လာစေရန်ထန်းလက်ထန်းခွာတွေကိုခြေထောက်နဲ့နင်းချရခြင်းကိုဆိုလိုခြင်းဖြစ်ပေသည်။ဥကျင်ဥသည်ဤလေးစစ်ကိုတဘိုတဲဘွဲ့ဖွဲ့သည်။မှန်ပါဤတဘိုတွဲလာသည်ထန်းလိုင်လိုင်တက်ရတော့လာဖြစ်ပါသည်။ထို့သောထန်းသမားများအဖို့ထန်းဥမှာနတော်လာလောက်ကစတဲ့ရသည်။ထန်းရီသည်၃မျိုးမှရနိုင်သည်။ထန်းဖူတီးနုတီးရင် ပထမဦးဆုံးကင်ရသည်မှာထန်းတမင်မှတီးတော်တီးနှုအတီးကလေးတွေပြူစအခိုင်ကြမကင်ရသည်လတော်လထန်းဦးဖြစ်သည်ဒုတိယထန်းဖူပြာတို့တဘိုလွဲလောက်မှာကင်ရသည်ဒုတိယထန်းဖူပြာတို့တဘိုလွဲလောက်မှာကင်ရသည်တတိယနောက်ဆုံးမှာတီးရင်ဖြစ်သည်အတီးများလဲရစ်ဝင်၍စားမဖြစ်အောင်ရင်သောကာလဘူးဦးကြလောက်မှာစကင်ရသည်ထန်းရီထွက်အောင်လုပ်ရ၌ထန်းတမအဖို့ တီးရင်ဒီအပင်ပန်းဆုံးဖြစ်၏အတီးရင်ကြီးတွေနာပြီးသူ့အစီအနှစ်တွေအယူထဲပြန်ဝင်သွားအောင်တီးလုံးစိချက်ညင်ကြီးထူရသည်ထန်းသမားဒီအများအားဖြင့်ကာကြီးခောက်ဝေးဆို၍ထူကြသည်ဥပမာအတီးသလုံးကိုတင်းပုတ်ဖြင့်ငါအထိငါရက်ထူလျင်အလုံးတိုင်းဒီလိုပဲခိုင်လုံးစိထူရသည်ရက်ပေါင်းများစွာထူနေ့တိုင်းထူရ၏တီးရင်ဒီလုံရတာခက်ခဲကြံ့ကြာသလား ထမ်းရီထွက်တက်ရှိသည်ထမ်းဖို့ထမ်းမတို့သည်အယိုးဆွဲသောတပင်တစနှစလောက်မှလွဲ၍ဘိုးတန်လေးတန်ကြလျင်ပြေးကုန်တကြသည်သီးရန်ကမိုးဦးကြကစုံနေုံမှတပင်ကျော့တထောင်မုံတတော်အထိထမ်းကောင်းရင်ကောင်းတလောက်ရေရှည်ထွက်လေသည်ထေကြီးသည်သူတို့ရွာမှထမ်းတက်ပညာကိုအကုန်တက်ခဲ့သဖြင့်ထမ်းသုံးမျိုးကိုနှစ်လုံးပေါက်ထမ်းရီရအောင်တက်နိုင်လေသည်တာကကြီးရွာတွင် ထမ်းပင်ပေါ်ရကထေကြီးသည်တနည်းလျင်ထမ်းပင်90ကျော်တက်ဤတနည်းလည်းအပင်90တက်နိုင်သည်ဟုမဆိုပါထမ်းဖို့ထမ်းမတီးနုတီးရင်လက်၍အချင်းရာတီချရပါသည်ထို့တော့သူသည်တနည်းလည်းကိုပင် အပင်အစိတ်30လောက်တော့တက်ရပါ၏ဤဒီပင်တကယ်ကြီးရွာကရွာကန်ထမ်းသမားများအံ့ဩကြရ၏တနည်းလည်းထမ်းပင်အစိတ်တက်ခြင်းသည် နေနေနောင်နောင်တာဝန်ကြီးမဟုတ်ပါထန်းတပင်ကို မနဲ့တခါညနေတခါတက်ရလီးရသည်ဒီတော့ထန်းပင်အစိတ်30ပြီတနေ့ကို အပင်90 60ရာချင်းဖြစ်ပြီတော့သည်ထို့ကြောင့်ထေကြီးသည်နနက်ဝေလီဝေလင်းမှသည်စောခံပြန်လောက်အထိတပင်ပြီးတပင်မနာတန်းသွားရတက်ရစင်းရဤတပန်းနေ့လယ်နှစ်နာရီလောက်မှမိုးချုပ်အထိသူ့မရကတော့၎င်းတားကလေးကတော့၎င်း နောက်မှထမ်းရည်လိုက်ောက်ရသည်ပကံရာဇဝင်တွင်အထွေယူသည်ထမ်းပင်တရာတက်သည်ဆို၏သူတို့အညာမှာထမ်းပင်တွေကအစုလိုက်အအုပ်လိုက်နေ၍မစင်းမတက်ပဲတပင်နဲ့တပင်ထမ်းလက်ချင်းရှက်၍ဥနိုင်တန်းနိုင်မည်ဖြစ်ခြင်းကြောင့်အုတ်တန်ရာဤဟုဆိုနိုင်တော်လဲယခုထေကြီးတက်ရသောအရက်ဒေတာမှာခြံနေလေတဲ့နေရာအတီးတီး၌အပင်ရှင်းမနိကပ်ပဲတပင်ပြီးတပင်ကူးရတန်းရတက်ရဆင်းရသဖြင့် ယူဆွမ်းကောင်းမထွေးယူပင်ဖြစ်စေကဘူးဘယ်နည်းနဲ့မှ အပင်တရာတော့တတ်နိုင်မည်မဟုတ်ပေထေကြီးတနေ့လျင် အပင်အစိတ်30တက်ရခြင်းပင်အစွမ်းကုန်ပဲဟုထန်းထမများကပြောကြ၏ထေကြီးအားနေနေရရကောင်းမဟုတ်ဘူးဟုလည်းချီးမွမ်းကြ၏မှန်ပေသည်ထေကြီးသည်နေနေရရမဟုတ်ပေတခါကထမ်းပင်ဘောကကြာဘူး၏ထမ်းပင်ဘောကကြာ၍ဘာမှမဖြစ်သူသည် ဘာထန်းခွာဘောကချစ်ဖွာချောကနေဖြစ်ပြီးထန်းမင်ဘောကကြပြီဆိုတာသိလိုက်တကွာဒီတော့ယောက်ျားဘာသာတရားတရားဆိုပြီးအန်ကျိတ်ထားလိုက်တယ်ဟာရေကြီးကငါးစီပြေးလာပြီးဒိတ်ခနဲစောင့်တော့လာပဲဟေးငါဒူးထောက်ရက်သားဘေးဘက်ထောက်ဖြစ်နေတယ်ရုတ်တရက်ဖြင့်အကျော်အချင်တွေ ပြတ်သွားတယ်လို့ပဲဟေးငါဘာမှမလုပ်နိုင်ဘူးတော်တော်ကြာမှ ထလို့ရတကွာ တယောက်တာမျက်မြင်ကိုတွေ့လူကပြောပြသည်မှာငါကတူထမ်းမင်နဲ့ခက်လန်းလန်းကလကွာပဲဒီဆွနေရင်လေးမတိုက်ပဲထမ်းရွက်ဗျုံကနေလှုပ်တန်ကြလို့လှမ်းကြည့်လိုက်တယ်လာလာကောင်းကြီးထမ်းလီသားကြီးကန်လျက်တန်လန်းမတ်တက်ကြီးကြလာလိုက်တာအောက်ရောက်တော့ဒုက္ခနဲ့အတန်ကြားလိုက်တယ်ပွဲချင်းပြီးမသေးတော့ကျိုးရော့ပဲ့ရော့အောင်းမိတာငါကပြားကြရပြေးသွားတော့ငတိကြီးပြုံးပြုံးကြီးနဲ့ပြန်ထပါပြီး ဘာမှမဖြစ်ပါဘူးကွအံရောဟေသူအဲ့ဒီထမ်းပြင်ပေါ်မှာထမ်းရီချမပြီးသေးတော့ပြန်တက်သွားတကွာငါစိတ်ထဲရုတ်တရက်ဖြင့်တေပြီးတရက်များဝင်ပူးသွားသလားတော့အောင့်မိမိတယ်စင်စက်သေးကြီးဒီဂတိလဲကောင်းဤအကြလဲကောင်းဤသူ့ကိုယ်လုံးကိုယ်တွေကလည်းအလွန်တောင့်တင်းခိုင်ပါဤသူ့အရက်ဒီငါးပေလောက်သာရှိ၍ခင်တို့လူမှုဖြစ်ဤသူ့ကိုယ်တွေမှာ တစ်တုံးကိုထောင်ထားသည်နှင့်တူ၏အချို့နောက်ပြောင်တတ်သူများကပြောကြသည်မှာထေကြီးထမ်းမင်မောကကြလို့ဘာမှမဖြစ်တာဟာသူရေမချိုးလို့ကွာသူ့ကိုကကြီးတွေကတယိုးကင်ထားသလိုမာနေတာအခုတော့ဓာတ်အောင်ပြီးနေပလားမသိဘူးမှန်ထေကြီးကြောကုန်ခုတ်ကြည့်စမ်းရအောင်အောက်မလီမလုတ်ပါနဲ့အကိုရာကျွန်တော်တေတာကအရေးမကြီးဘူးအကူထောင်ကြနေပါအောင်ပဲ ဟေကြီးသည်သဘောတကာရလဲကောင်းသူဖြစ်သည်သူ့လိုထမ်းတက်အတတ်မွေးသူသည်သဘောမကောင်းလို့လည်းမဖြစ်ပေငါချီကိုကဘာမဆိုအောက်ကြခံမှဖြစ်တာကိုအလုတ်ကလူမုန်းခံလို့မဖြစ်ဘူးညထမ်းမေတက်ထမ်းစာတွေတက်ခုတ်ပြက်ဘဲနဲ့လုံမလဲဒါမှမဟုတ်ထမ်းရည်ကြီးတော့ထဲမတဲ့တာတွေထည့်သွားရင်ငါလူတတ်မှုဖြစ်နိုင်ပဲကွာထေကြီးပြောတော့စကားဖြစ်ပါဤမှန်ဤ မတိအောင်ထမ်းပင်ပေါ်တက်ပြီးရင်းဆွဲကိုတဲတဲလှုပ်ထားပါကထမ်းပင်လေဆက်မှပြုတ်ကြပြီးခါချိုးနိုင်၏ထို့ကြောင့်ထေကြီးသည်ပတ်ဆက်မပါလို့မရောင်းနိုင်ဘူးအရင်အကျွေးတွေစပါစသည်ဖြင့်ညီသည့်အတောက်သမားကိုမှတင်းတင်းမာမာမပြောဝင်စေတရွာတဲ့သားချင်းဖြစ်ရကအဆအဆအရာရာအောက်ကျနောက်ကျခံရ၏တောက်ချင်သမျှလဲရောင်း၍ပေးသမျှပတ်ဆက်နာရရရှာ၏ထေကြီးထမ်းရီထွက်သမျှဟာ ပတ်စံရမည်ဆိုရင်ဘယ်မှာထားเสียရှိတော့မလဲဟုပြောကြ၏ကျေးသောရွာအနေနဲ့မှန်ပေ၏ခေကြီးသည်တစ်နှစ်လုံးထမ်းမင်အစိတ်ကျော်30တက်လျာထမ်းရည်သည်နေ့စဉ်ပလင်ရာချီ၍ရလေ၏ဤလိုထမ်းပင်များများတတ်သူအားထမ်းပင်ကားနှင့်မချတော့ခြင်းထွက်သည်များထမ်းရည်မှန်ပြီးတစ်နေ့လျင်သူ့ပုံဆိုင်တို့မြင်းများတွင်ရမည်ဟုစီကံချမှတ်၏ထိုမှပို့သည်များရောင်းစားဝင်ပြုသည်တို့ဖြင့် ဘုံဆိုင်ကလာယူ၍ပိုတော်ထန့်ရီမှာ ထေကြီးအိမ်တွင်အတောက်တမားလာသည်မရဟူ၍မရှိရထို့ပြင်ထေကြီးဘုံဆိုင်တွင်ရသည်မှာလည်းအလကားမဟုတ်ချေပလင်းတရားကိုတဆယ်စည်းရသည်ဤတို့ဖြင့်ထေကြီးသည်ဤရွာမှာအပြည့်ပြည့်စည်းပွားဖြစ်ထွန်းလာခဲ့သည်ထေကြီးသည်စုမိသောငွေကို အလကားမထားဝက်လဲမွေးဤဝါလဲမွေးဤထေကြီးတို့လည်းများသည် အတုံးစားလဲအလွန်စင်ခြင်းဤစင်ခြင်းဒီထက်မစားတတ်မဝတ်တတ်ဆိုဒီကပို၍မှန်ပေမည်ပေါ်ပြခဲ့သည့်အတိုင်းတေကြီးမိမသည်အင်းကြီးဝတ်ခဲ၍သမိန်ရင်ရှားနေတာလေးလေးရှိသည်ဤနေရာ၌တေကြီးဤနေစဉ်ယူနီဖောင်းကိုပေါ်ပြရအောင်မည်ဤသည့်နှင့်ဤသည့်ခက်ကဤတို့ရထားသည်မတည်တော့ကာဂီယောင်စစ်သားဝဲဖောင်းပြီကိုဇင်းဖြင့်ထူးထူးတထဲတူတူအောင်ကြောက်အောင်ရှိသည်ဘူလာအယောင်ပြက်၍ ဝဲအောက်အောက်အဖာပရေပြစ်နဲ့အင်းကြီးမှာတာ၍အံ့ဖွယ်ကောင်းသည်ဘာဘူးကလားတွင်ရှက်အင်းကြီးအပေါ်မှဝက်သောလက်ပြက်ခါပြက်မဲနဲ့သောအင်းကြီးတို့သူဤကြီးမားသောကိုယ်လုံးနှင့်မပတ်မိ၍ကျဲသီးမတတ်နိုင်ရင်ပတ်ဟောင်းလောင်းနှင့်ပဲအမြဲနေ၏ဤကားရေလဲမချို့နေလဲမချို့ညလဲမချို့သူ့ကိုယ်မှာထာဝစဉ်နေသောအဝတ်အထည်ပါသည်ဤယူနီဖောင်းနှင့်အရက်၅ပေလောက် ဒူပူပူခင်းတိုးတိုးကြီးလက်လေးတင်းနဲ့မျက်နာပြပြနှာခေါင်းပီးပီးနှာခမ်းထူထူပါဇက်ပြဲပြဲသွားကြဲကြဲနဲ့တေကြီးအီပုံတန်းကိုပန်းဆာ၍ကြည့်ကြပါကုန်။သူ့စပင်ကအရှေလာအတူလာပြောပြရန်ခတ်ပါသည်။သူသည်တတိမတခါဦးအိုက်သောနွေရာသည်တွင် ခေါင်းရိပ်ပါသည်။သူ့ခေါင်းမှာတော့ပစိုးစုပ်တစ်ထဲအငဲပတ်ထားပါသည်။ဤပစိုးစုပ်ကလည်းမလျှော်တမ်းမဖွတ်တမ်းထမ်းရည်တရင်ချွေးတုပ်သည် ထမင်းစားပြီးလက်တုပ်ပြီးသေးကြီး၌အပျော်အပါအလောင်းစားမရှိထမ်းရည်အယံမတော့ဆေးလိမ့်မတော့ကွန်လဲမစားအဲဆေးရွက်ကြီးတော့ကိုက်ကိုက်ပြီးအားရပါရငုံတပြာတန်ဘူးနဲ့ထဲ၍သူ့ဘောင်းမီခါကြမှာအငဲမပြတ်လိတ်ထား၏တို့ဖြင့်သေးကြီးသည် ဝေအရသာရှိပြီးကုံကြစည်ရဲ့အလွန်နေသောကြောင့်သူ့မှာတနေ့ထက်တနေ့စီးဝါတက်ခဲ့သည်ထမ်းတက်၍၅နှစ်၆နှစ်မြောက်၌ သူ့မှာဝေထောင်ချီ၍စုမိလေပြီထုံငွေအပြင်သူ့အိမ်မှာနွားမမိသားစုနဲ့ခိုင်းနွားတရှင်လဲစည်းလဲရှိလာ၏ခိုင်းနွားများကိုဒဲထုံချိန်ကောက်လိုင်းတက်ချိန်တို့၌ငား၍ငားကစပါးရသေး၏နွားမမိသားစုကတလင်းနယ်ငားချင်းဖြင့်သူတို့မိုးတွင်စားဖို့ကောက်ရိုးရ၏ထေကြီးသည်သူစုမိသောငွေသားများကိုသူ့ငွေစားဖခင်တို့ဖြစ်နေသောတကြီးထံအံ့နံ၍ထား၏တကြီးကလည်း အဆအဆအရာရာခိုင်းစီလိုကောင်းနေသောထေကြီးအားချစ်ခင်၍ထေကြီးနှောင်ကြီးအတွက်စဉ်းစားပြီ။ထေကြီးမင်းအခုအသက်ဘယ်လောက်ရှိပြီလဲ။ထေကြီးသည်သူ့မွေးသောတက်ကြွကိုမသိချေ။ကျွန်တော်အသက်40လောက်တော့ရှိမလားမသိဘူး။အေးမပြည့်တော့40တော့နီးရောမယ်။ဒီတော့မင်းကြီးလာတဲ့အပိုင်းမှာဒီလိုသမ်းမင်တွေများများတက်နိုင်တော့မယ်မဟုတ်ဘူး။ ဟုတ်တယ်အဖရဲ့အခုတော့ကျွန်တော်ဟိုလုံးကလို့မပေါ်ပါချင်တော့ဘူးအဲ့ဒီတော့မင်းနောင်ကြီးအတူဆူမိတဲ့ငွေနဲ့ဂျားသမ ्या လဲဝယ်ထားလောက်ကွာဟုတ်ကဲ့အဘပဲကြည်ပြီးစီမံပေးပါတော့တို့တော့တကြီးဥရွှေတီတီထေကြီးအတွက်လဲမဝယ်ပေးရသေးမီ96ပါသောယောဂါဖြင့်အနေဆသဘောကိစ္စချောလီတော့တည်ရှင်းဒီပင် ထေကြီးဤဘဝလမ်းပြောင်းဖို့ဖန်လေသည်အเจ้าမှာထိုခက်သည်စိုက်ကားသမားပင်ဝင်ကြီးချုပ်ဖြစ်နိုင်ပြီဆိုသောကာလဖြစ်၍နောက်တကြီးတယောက်ရွေးကောက်ပွဲလုပ်ရမည်ဆိုသောအခါ၌ထေကြီးဤဖောက်တဲ့အတောက်သမားတို့သည်ထေကြီးအားဝေးစားဖခင်ဥွှေတီနေရာကိုစက်ခံရန်မြောက်ထိုးပင်ကိုလုံးကြလေတော့သည်တို့ထေကြီးကဘာမဖြစ်နိုင်เสียရှိလဲกว่าဒီမိုကရေစီဖြစ်ပဲဘဲရနိုင်တာပဲ ဟုတ်တယ်ဒိုးအပိုင်းအတွက်တော့ဒိုးတာဝင်ထားလိုက်ဟုတ်ပြီတကြီးအလုတ်ဆိုဒီရွာမှာထေကြီးလောက်နားလေတာဘယ်သူရှိအောင်မလဲတကြီးရဲ့မွေးစားသားကွာတကြီးအိမ်မှာတုံးနဲ့တုံးမိုးနေလာခဲ့တာကွာနောက်လဲတကြီးကသူ့ကိစ္စတွေ ထေကြီးကိုပဲခေါ်ခေါ်ခိုင်းနေတာတရွာလုံးကအတိအေးဟုတ်တယ်မှန်တယ်ကိုထေကြီးကလည်းတကြီးအလုတ်တော်ဝင်ဆိုအကုန်နားလေပြီးသားမဟုတ်လား ထေကြီးလည်းဝိုင်းအသွန်ကောင်းသည်ဖြင့်စိတ်ပါနေပြီဖြစ်၍ပြုံးကျဲကျဲဤဖြင့်တို့အဘကိစ္စတွင်ဆိုရင်ကျုပ်ပဲအဆဆအယားယာဆောင်ရွက်နေတာပဲမှန်ဤထိုခေတ်ကတမဝါယမအသင်းဝင်ကိုတကြီးကဂိုင်၍ရွာအတွက်ခွန်းလန်းကြတော့ပစ္စည်းများကိုမြို့သွားယူပြီးမြို့ထဲမှာပဲဖောက်တယ်တွေစီရောင်းချရာ၌ထေကြီးပင်တယ်ဘူးဆောင်ရွက်ခဲ့ရသည်ဒီတကြီးပိုင်နက်ကဒီနေ့စဘာတင်းရီ ညီမြချောင်းနိုင်သည်ဟုအထက်ကအမိန့်လာသည်၌ခလန်းလန်းကရွာတွင်အချိန်မီရောက်မလာနိုင်အောင်ပညာသားပပတွား၍စောဩရသူမှာထေကြီးပဲဖြစ်ပါ၏ထို့ကြောင့်ထေကြီးကတကြီးအလုံအလုံးနားလည်နေသည်ဟုဆို၏ထိုကိကကြေးရွာသားတွင်စပားရောင်းခွင့်ရဖို့တကြီးထောက်ကန်စာပါမဖြစ်သောဘာတာလာစာခဲ့ဖြစ်၍ကြေးရွာတကြီးတွင်အလွန်စားတာကြသည်ထို့ကြောင့်ထေကြီးလည်းတကြီးအလုံကို မမောမိခြင်းဖြစ်၏ ရင်းတို့ထန်းတော်ပြောအတော့တမားတို့ဝိုင်းဝန်းတိုက်တွန်းကြခြင်းဖြင့်ဖေးကြီးသည်အကြီးအရွေးခံတော့မည်ဟုစိတ်ပိုင်းဖြက်လိုက်သောအခါကဲဖေးကြီးမင်းဒီလိုဆိုတကြီးအလောင်းအနေနဲ့တနေ့လုံးထတ်တတ်နေလို့လည်းမဖြစ်ဘူးရေမချိုးပဲနေလို့လည်းမဖြစ်ဘူးဒီဘောင်းမီဆုံးနဲ့ဘာဘူးခါပြတ်အင်ကြီးဝင့်နေလို့လည်းမဖြစ်ဘူးကိုပတ်ဆန်ရှိနေတာပဲကောင်းကောင်းမွန်မွန်တစ်တစ်လွယ်လွယ်ဝေးရလိမ့်မယ်ထို့ကြောင့်ဖေးကြီးသည် သူ့ကိုယ်စားထန့်တက်ရန်သူ့ဇာတိရွာမှလူနှစ်ယောက်ကိုလူလွတ်ခေါ်လိုက်လေသည်ငါတကြီးဖြစ်ရင်ဒီထန့်တက်တဲ့အလုပ်ကိုမင်းတို့ပဲလုပ်စားကြပြီတော့ထေကြီးထန့်တက်ခြင်းအလုပ်ကိုရက်စဲပြီးဈေးမှဒုံကြီးအစ်စ်အင်းကြီးအစ်စ်များကိုဝယ်ယူကာရေချိုးပြီးအဝတ်လဲမည်ဆိုတော့နေ၌သူ့အိမ်မှာဒူးအလွန်စီလေသည်မြောက်ပေးကြသောအတောက်သမားတွေနဲ့အတွင်းကျိတ်ရည်ရင်ထေကြီးအားလာကြည့်ကြလူတွေနဲ့ပွဲကလေးတစ်ခုပါပဲ ထေကြီးသည်ရေချိုးတော့မည်ဟုခေါင်းပေါင်းပစိုးစုပ်ကိုဖြေလိုက်သောအခါ၌ကလာလာသူ့ခေါင်းမှာဘိုကေအစ်စ်ချက်ချွတ်ပါနဲ့ကလားထိုချိန်မှစ၍ပြိတက်ပွဲကြလေရာထေကြီးရေချိုးပြီးဘန်ကောက်လုံကြီးနှင့်ရှက်အင်းကြီးချုပ်ရိုးတစ်ကိုဝစ်ပြီးသည့်အထိထေကြီးမှာအကြံပေးအခါပေးဆရာလဲရှိလေရာရွေးကောက်ပွဲမှာနှစ်ပတ်မြလူတော်သဖြင့်ကိုနေမှစ၍ထမ်းရီကိုအလကားတောက်ကြရမည်ရခင်က ထိုင်းရီကျွေးဟောင်းများကိုရှော်ပစ်မိဟုကြေညာလိုက်လေ၏။ထေကြီးသည်ဤရက်အတွင်းမှာအိမ်ကဝက်နှက်ကောင်ကိုတက်၍ဖုန်ကြီးစွန်ကြွေခြင်းတရွာလုံးကိုထမင်းစားဖိတ်ခြင်းများပြုသေး၏။အိမ်ရှိမန်းနဲ့ကနာဖြင်းထိုးလျက်စားရတောက်ရအောင်လာလိုက်ကြတဲ့လူတွေတောက်တောက်လဲ။ထေကြီး၏အကျိုးဆောင်ဗယင်းလူတွေကနေ့စဉ်မပြတ်ကြက်ဝက်ဘဲအမဲဟင်းလျာတွေနဲ့ပေါ့။ထေကြီးတက်တလုံးချိုးချန်ခဲ့သည်များ ပြစ်ခတ်သုံးလိုက်ခြင်းပဲပြန်၍ရွေးရသည်မှာ အခြားနှစ်ယောက်နဲ့တကြီးလောင်းသုံးဦးထိုခေတ်အလျောက်မဲပွဲစားမဲဆွဲမဲဝယ်တွင်နေပေါ့ထေးကြီးသည်ရှိသည်မြငွေကိုပြစ်ခတ်သုံးလိုက်သည်ရွေးကောက်ပွဲနေ့မှာ သူ့အိမ်တွင် စတုတီတာကျွေးရန်ဝတ်တကောင်နဲ့နွားမတကောင်ပေါ်လေသည်ဤတကြီးရွေးကောက်ပွဲမှာတာကက်ရွာကြီးသာမက အနီးပတ်ဝန်းကျင်ကရွာငယ်၄၅ရွာလဲပါသဖြင့် ၊သူ့ဘက်ငါဘက်ဘဲခေါ်တဲ့လှဲတွေဖုံတထောင်းထောင်းနဲ့အတောက်သမားအမှုသမားတွေတညံညံနဲ့ထိုးရွေးကောက်ပွဲပြီးသည့်၌ထေးကြီးသည်ဤရွာတွင်တလမြကြာအောင်မနေတော့ပဲတရွာလုံးကိုဆဲရည်ပြီးသားမယားကိုခေါ်ကအပီးအပိုင်ထွက်သွားကြလေတော့သည်ကြည်စံအားလုံးမဲ3000ကျော်ရှိသည့်အနက်သူ့မဲ30မှပြည့်အောင်မရကြေတကား အဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဒူတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုထပ်မံမြေတာရက်ခံကြပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ